မိတ်ဆွေဒုတိယကမ္ဘာစစ်အတွင်းမှာဂျာမန်လူရှုတယောက်ဟာဗြိတိရှားတို့ရဲ့လှည့်စားမှုကိုဖော်ထုတ်ဖို့ကြိုးစားနေတယ်ဆိုရင်ဘလို့ဖြစ်မလဲကန်ဖောလီရဲ့အနဖာဝိတုဟာစစ်ပွဲရဲ့အနေရတွေသူရှိုးတွေရဲ့လှည့်ကွက်တွေနဲ့တာမန်လူတယောက်ရဲ့သူရဲ့ကောင်းဆန်တဲ့လုပ်ရက်တွေကိုစိတ်လှုပ်ရှားပွဲရာဖော်ထုတ်ထားတဲ့စာအုပ်ပါဒီစာအုပ်ထဲမှာဘလို့လှုပ်ဝက်ချက်တွေရှိမလဲဘသူတွေကဘလို့အနေရတွေကိုရင်ဆိုင်ရမလဲဆိုတာကိုစက်ပြီးလေ့လာကြည့်ရအောင် ကန်ဖောလေးဟာနမေကျော်ဗြိတိရှစာရေးဆရာတဦးဖြစ်ပြီးသူ့ရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့သူရှိုးဝတ္ထုတွေနဲ့လူသိများပါတယ်။အနဖားဟာသူ့ရဲ့အောင်မြင်ဆုံးစာအုပ်တွေထဲကတအုပ်ဖြစ်ပြီးဒုတိယကမ္ဘာစစ်အတွင်းကသူရှိုးတွေရဲ့လှုပ်ရှားမှုတွေကိုအခြေခံထားပါတယ်။ဖောလေးရဲ့စာရေးသားဆွမ်းရည်ဟာဇလန်းကိုအသက်ဝင်စေပြီးစာဖတ်သူကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း1944ခုနှစ်ရဲ့စောင်းရာသီမှာဗြိတိရှားတို့ဟာဂျာမန်တွေကိုလှည့်စားဖို့ကြီးမားတဲ့စစ်စင်ရေးတစ်ခုကိုစတင်ခဲ့ပါတယ်။အရှေ့တောင်ပိုင်းအင်္ဂလန်မှာတပ်မတော်အတူတစ်ခုကိုတိစောက်ပြီးဂျာမန်တွေဟာဖက်စတီကလေးမှာကျူးကျော်ဝင်ရောက်မယ်လို့ထင်အောင်ဖန်တီးခဲ့ပါတယ်။တကယ်ပန်းတိုင်ကတော့နော်မန်ဒီပဲဖြစ်ပါတယ်။ဒီလှည့်စားမှုမှာလူထောင်ပေါင်းများစွာပါဝင်ပြီးမဟာမိတ်တပ်တွေအတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ခဲ့ပါတယ်။ န်ရီဖာဘာဆိုတဲ့ဂျာမန်သူရှူတယောက်ဟာအမှန်တရားကိုဖော်ထုတ်ဖို့အင်္ဂလန်ကိုရောက်လာပါတယ်။ဖာဘာဟာယထာဝန်နှံအဖြစ် ဟန်ဆောင်နေထိုင်ပြီးတတိထားလေ့လာတတ်သူတယောက်ပါ။ဂျာမနီနိုင်ငံအပေါ်မှာထားရှိတဲ့တစ္ဆာဆောင်တိမှုက သူ့ကို တွားပေးနေပါတယ်။ဖာဘာရဲ့တာဝန်ကဗြိတိရှားတို့ရဲ့လှည့်စားမှုကိုဖောက်ထွင်းဖို့ဖြစ်ပြီးအနေရများတဲ့သူရှူဇလန်အတွက်အခြေခံအုံမြင့်ဖြစ်ပါတယ်။ ဖရစဘောဂေါ့လီမန်ဟာအလဲခိတမိုင်းပါမောက်ခတူဖြစ်ပြီးသူ့ဦးလေးဖြစ်သူခေါဝေါတယ်ရီက NI5 မှာဝင်ရောက်ဖို့စီယုံခဲ့ပါတယ်။စစ်ပွဲရဲ့အရေးပေါ်အခြေအနေနဲ့သူ့ရဲ့စူးစမ်းဝေဖန်နိုင်စွမ်းကိုအတုံးချဖို့လိုအပ်တာကြောင့်ဂေါ့လီမန်ဟာသူ့ရှူဖန်တဲ့အလုပ်ကိုလုပ်ကင်ခဲ့ပါတယ်။ပမောက္ခဘဝကနေသူရှိုးအဖြစ်ပြောင်းလဲလာတဲ့ဂေါ့လီမန်ဟာစစ်ပွဲမှာမတူကွဲပြားတဲ့အခြေချင်းတွေနဲ့ပုံကိုရေးဆိုင်ရာဆွလုံးအနစ်နာခံမှုတွေကိုမိမောက်ထုတ်ပြခဲ့ပါတယ် ဒေးဗစ်နဲ့လူစီတို့ဟာငင်းကျန်းတဲ့ကြေးလက်ဖျားချောင်းလေးတစ်ခုမှာမင်္ဂလာဆောင်ခဲ့ကြပါတယ်။ရတ်အရာရှိတဦးဖြစ်တဲ့ဒေးဗစ်ဟာစစ်ပွဲမှာပါဝင်ဖို့စိတ်အားထက်သန်နေပြီးလူစီကတော့သူ့ရဲ့လုံခြုံရေးအတွက်စိုးရိမ်နေပါတယ်။သူတို့ရဲ့မင်္ဂလာပွဲဟာစစ်ပွဲရဲ့ဖိအားတွေကနေခဏတာလွတ်မြောက်စေခဲ့ပေမဲ့ဒေးဗစ်ဟာမင်္ဂလာဦးညပြီးတာနဲ့စစ်မြေပြင်ကိုထွက်ခွာရတော့မှာပါ။ဖာဘာဟာနောက်ထပ်သူရှူတယောက်နဲ့တွေ့ဆုံဖို့ဟန်ဘက်ကနေအမိန့်ရရှိခဲ့ပါတယ် ထာဘာဟာသူ့ရဲ့ဝိသေသလက္ခဏာကိုကာကွယ်ဖို့အတွက်အခြားအေဂျင့်ကိုရရက်ဆက်ဆက်တပစ်ခဲ့ပါတယ်။ဒါဟာဖာဘာရဲ့ကြောက်မခွေကောင်းတဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့သူ့ရှိုးလုပ်ငန်းရဲ့အန္တရာယ်တွေကိုဖော်ပြနေပါတယ်။ဒေးဗစ်နဲ့လူစီတို့ဟာဒေးဗစ်ကအက်ဆီဒင့်ဖြစ်ပြီးနောက် စတောမ်ဂျွန်းကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ဂျွန်းရဲ့ကြမ်းတမ်းတဲ့အခြေအနေကသူ့ရဲ့ဆက်ဆံရေးကိုထင်ဟပ်စေပြီးဒေးဗစ်ကသူ့ရဲ့မတန်ဆွမ်းမှုနဲ့ရုန်းကန်နေရတယ်လို့လူစီကလည်းအထီးကျန်ဆန်နေပါတယ်။ သူတို့ရဲ့တားလေးကြောင့်မွေးဖွားလာခြင်းကပျော်ရွှင်မှုကိုယူဆောင်လာပေးပေမဲ့ဒေးဗစ်ရဲ့စိတ်ပိုင်းဆိုင်ရာ အကွာအဝေးကလူစီရဲ့အထီးကျန်မှုကိုပုံမှုနဲ့ရှိုင်းစေပါတယ်။ထာဘာဟာဗြိတိရှားတို့ရဲ့လှည့်စားမှုကို သိရှိပြီးဂျာမနီကိုအရေးကြီးတဲ့သတင်းချက်လက်တွေပို့ဆောင်ဖို့ဆုံးဖြတ်ထားပါတယ်။သူ့ရဲ့ခရီးကအလွန်အနည်းများပြီးဖန်ဆီးခြင်းကိုရှောင်ရှားကလူသေးအလောင်းတွေကိုခြံထားခဲ့ပါတယ်။ ဟောင်းဂေါ့ကင်းလက်အဖွဲ့နဲ့အကြမ်းဖက်တွေ့ဆုံမှုကသူ့ရဲ့တည်စေနိုင်တဲ့စွမ်းရည်နဲ့မရင်းရိုင်တဲ့ဂတိကဝတ်တွေကိုပြသနေပါတယ်။ဖာဘာဟာအင်္ဂလန်ကြီးလက်ဒေသကိုဖျက်ဆီးသွားတဲ့အချိန်မှာ NI5 ကသူ့ကိုဖမ်းဆီးဖို့လိုက်နေပါတယ်။ဒေးဗီရိုးစ်ကိုတတ်ပြီးနောက်ဒန်ယာရီနဲ့အကူအညီမဲ့နေတဲ့ဖာဘာဟာလူစီစီကိုမဟုတ်မမှန်ဇလန်းတွေပြောပြီးပြန်လာဖို့ကြီးကားတစည်းကိုအတင်းအဓမ္မယူခဲ့ပါတယ်။ သူမရဲ့ခင်မွန်းဘာဖြစ်သွားလဲဆိုတာကိုမသိတဲ့လူစီဟာဖာဘာရဲ့လှည့်စားမှုမှာပါသွားပါတယ်။ဖာဘာရဲ့လှုပ်ဆောင်မှုတွေဟာအနေရီနဲ့ပြည့်နေနေပြီးတစ္ဆာတရားနဲ့တာဝန်သိစိတ်တွေကြမှာယုံကန်နေရပါတယ်။ဖာဘာရဲ့အမှန်တရားကိုသိသွားတဲ့လူစီဟာသူမရဲ့သားလေးကြောင့်ကိုကာကွယ်ဖို့ကြိုးစားပါတယ်။ ။ထာဝါဟာသူမရဲ့စိတ်ခံစားမှုတွေကိုအတုံးချဖို့ကြိုးစားပေမဲ့လူစီရဲ့ရဲစွမ်းတက်တိနဲ့ဉာဏ်ရည်ထက်မြက်မှုတို့ကစမ်းသပ်ခံရပါတယ်။မုံတိုင်းတွေတက်တာသွားတဲ့အခါထာဝါဟာကမ်းလွန်မှာရှိတဲ့ဥပုသ်စီကိုအမြန်ဆုံးရောက်ဖို့ကြိုးစားပါတယ်။အခြေအနေကိုသိသွားတဲ့လူစီဟာရေငုပ်တင်မောနဲ့အဆက်အသွယ်မရအောင် ရေဒီယိုကိုဖျက်ဆီးလိုက်ပါတယ်။လူစီရဲ့လှုပ်ဆောင်ချက်တွေကဖာဘာရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးပါတယ်။ Storm ကျွန်းအပြင်ဘက်မှာဂျာမန်ယူဘုတ်စောင့်ဆိုင်းနေပါတယ်။တင်မောသားတွေဟာသူတို့ရဲ့တာဝန်ကိုပြီးမြောက်ဖို့အစဉ်အသင့်ဖြစ်နေပါတယ်။လူစီရဲ့ဂျာဝင်မှုကြောင့်သူတို့ရဲ့အစီအစဉ်တွေ ပြတ်သွားပါတယ်။ယူဘုတ်ရဲ့တရှိမှုကဖာဘာရဲ့လှုပ်ဆောင်မှုရဲ့နိုင်ငံတကာအကျိုးသက်ရောက်မှုနဲ့စစ်အတွင်းမှာအင်အားချိန်ကွင်ရှာဘလောက်အရေးကြီးလဲဆိုတာကိုဖော်ပြနေပါတယ်။ဖာဘာရဲ့ကြာရှုံးမှုရဲ့နောက်ဆက်တွဲအနေနဲ့ဗြိတိရှအာဏာပိုင်တွေဟာအခြေအနေကို အကဲဖြတ်ဖို့အသေးအတန်ကြိုးစားနေကြပါတယ်။သူတဲဆောင်လာတဲ့တရင်အချက်လက်တွေဟာစစ်ပွဲရဲ့လမ်းကြောင်းကိုပြောင်းလဲစေနိုင်ပါတယ်။ဖာဖာရဲ့လှုပ်ဆောင်မှုနဲ့ကမ္ဘာလုံးဆိုင်ရာအဖြစ်အပျက်တွေရဲ့ဆက်ဆက်မှုကိုဖော်ပြနေပြီးစစ်အတွင်းမှာအင်အားချိန်ခွင်ရှာဘလောက်အရေးကြီးလဲဆိုတာကိုပြသထားပါတယ်။လူစီရဲ့လှုပ်ဆောင်ချက်တွေဟာဂျာမန်တွေကိုအရေးကြီးတဲ့သတင်းချက်လက်တွေမပို့နိုင်အောင်တားဆီးပေးခဲ့ပါတယ်။ သူမရဲ့ဇလန်းဟာစစ်ပွဲရဲ့သူရဲကောင်းတွေရဲ့တင်ဂေတာဖြစ်ပြီးရဲစွမ်းတတိနဲ့ခန္ဓာရည်ရှိမှုတို့ကကြီးမားတဲ့အပြောင်းအလဲကိုဖြစ်စေနိုင်ပါတယ်။လူစီရဲ့အင်ရှင်မဘောဝါကနေစစ်ပွဲရဲ့အဓိကကစားသမားဖြစ်လာတဲ့ခီးဟာတာမန်လူတအူးရဲ့စွမ်းအားကိုတတ်တည်ပြနေပါတယ်။ဟန်ရီဖာဘာဟာအေးဆက်ပြီးတွက်ချက်တက်တဲ့သူရှုတစ်ယောက်ပါ။ဂျာမနီနိုင်ငံအပေါ်မှာထားရှိတဲ့တစ္ဆာဆောင်တိမှုကမရေရင်ပဲသူ့ရဲ့တာဝန်ကိုကာကွယ်ဖို့အတွက်လူတွေကိုတပ်ဖြစ်ဖို့ဝင်မလေးပါဘူး။ ဟာဘာရဲ့လှုပ်ဆောင်ချက်တွေကစစ်ပွဲရဲ့ရှုပ်ထွေးပွေလီမှုကိုဖော်ပြနေပါတယ်။ Percival Godliman ဟာအလဲခေတ္တမိုင်းပါမောက္ခတဦးဖြစ်ပြီးသူ့ဦးလေးရဲ့စီယုံမှုကြောင့်စစ်ပွဲမှာပါဝင်လာခဲ့ပါတယ်။စူဆန်ဝေဖန်တတ်တဲ့ Godliman ဟာသူ့ရဲ့အရေးချင်းတွေကိုအတုံးချပြီးသူ့ရှုံမှုတွေကိုဖော်ထုတ်ခဲ့ပါတယ်။ Rat အရာရှိတဦးဖြစ်တဲ့ David ဟာ Lucy နဲ့မင်္ဂလာဆောင်ပြီးမကြခင်မှာကားအက်ဆီဒင့်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒေးဗစ်ရဲ့ဒဏ်ရာတွေကလူစီနဲ့သူ့ရဲ့ဆက်ဆံရေးကို ထိခိုက်စေခဲ့ပါတယ်။ဒေးဗစ်ရဲ့စက်ကောင်ဟာစစ်ပွဲရဲ့တက်ရောက်မှုနဲ့ပုံကိုရေးဆိုင်ရာဆက်ဆံရေးတွေကိုထင်ဟပ်စေပါတယ်။ဒေးဗစ်ရဲ့ဇနီးလူစီဟာစတောင်းကျုံးမှာအထီးကျန်စွာနေထိုင်ခဲ့ရပါတယ်။သူမရဲ့သားလေးဂျိုးကိုချစ်တဲ့မေတ္တာကြောင့်တက်တက်ကြွကြွကာကွယ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လူစီရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ရဲစွမ်းတက်တီကသူမရဲ့အတွင်းစိတ်ခွန်အားကိုမိမောင်းထိုးပြနေပါတယ် ကလောနိုတယ်ရီဟာ NI5 ရဲ့အဓိကပုံကိုတူဖြစ်ပါတယ်။တယ်ရီဟာထောက်လန်းရေးလုပ်ငန်းရဲ့အရေးပါမှုကို နားလည်သဘောပေါက်သူဖြစ်ပါတယ်။တယ်ရီရဲ့ဇက်ကောင်ကစစ်တပ်ရဲ့မတူကွဲပြားတဲ့အရေးချင်းတွေကိုအတုံးချပုံကိုကိုစားပြုပါတယ်။ဘလော့ဂါဟာရဲဟောင်းတအူးဖြစ်ပြီးသူရှိုးတွေကိုဖမ်းဖို့ NI5 မှာပါဝင်ခဲ့ပါတယ်။ဘလော့ဂ်ရဲ့ဇက်ကောင်ဟာစစ်ပွဲရဲ့ကိုပိုင်လှုပ်ဆောင်မှုတွေကိုမိမောက်ထုတ်ပြနေပါတယ်။ ဂေါ့လီမန်နဲ့ဘော့ဂ်စတိုးရဲ့ဆက်ဆံရေးက လေးစားမှုနဲ့ရဲဘော်ရဲဘက်စိတ်သက်တွေကိုဖော်ပြနေပါတယ်။ပါကင်ဟာမတ်စ်ဂေါ့လင်ရဲ့အင်္ဂါဟောက်တူဖြစ်ပြီး ဖာဘာကိုဓာတ်ပုံတွေကနေမှတ်မိသွားပါတယ်။ပါကင်ဟာစွန်စားရဲတဲ့တတိရှိပြီးဖာဘာနဲ့တွေ့ဆုံမှုကဝမ်းနည်းစရာအဆုံးသတ်သွားခဲ့ပါတယ်။မတ်စ်ဂေါ့ဒန်ဟာဖာဘာရဲ့အင်ရှင်မဖြစ်ပြီးသူ့ရဲ့တည်စေနိုင်တဲ့လုပ်ရက်တွေရဲ့တားကောင်ဖြစ်ခဲ့ပါတယ်။ သူမဟာဖာဘာစီကအနေရကိုမသိခဲ့ပါဘူးတွမ်ကေဗရီဟာစတောမ်ဂျုံးမှာတိုးချောင်းသားအဖြစ်လုပ်ကင်ပြီးဒေးဗနဲ့လူစီတို့ရဲ့မိတ်ဆွေဖြစ်လာခဲ့ပါတယ်တွမ်ရဲ့ဇက်ကောင်ကရော့စမီတာစုကို အကူအညီပေးပြီးတည်ငြိမ်မှုကိုပေးစွမ်းပါတယ်ဂျောဟာစစ်ပွဲအလယ်မှာမွေးဖွားလာတဲ့ဒေးဗနဲ့လူစီတို့ရဲ့သားလေးဖြစ်ပါတယ် ယဟာမျောလင်းခြင်းနဲ့ပြန်လည်ရှင်တန်ခြင်းရဲ့တင်ကေတဖြစ်ပြီးလူစီရဲ့ဘဝကိုပျော်ရွှင်မှုတွေယူဆောင်လာပေးပါတယ်။ဗြိတိရှားတို့ဟာဂျာမန်တွေကိုလှည့်စားဖို့အတွက်တမတော်အတုတစ်ခုကိုဖန်တီးခဲ့ပါတယ်။ဒါဟာရန်သူတွေရဲ့ထောက်လန်းရေးကိုလှည့်စားဖို့ရည်ရွယ်ထားတဲ့လှည့်စားမှုတစ်ခုဖြစ်ပါတယ်။ဟာဘာရဲ့စတာလာတို့ဟာသူ့ရဲ့တည်စေနိုင်တဲ့စွမ်းရည်ရဲ့တင်ကေတဖြစ်ပါတယ်။ ဖာဘာဟာသူ့ရဲ့ဝိသေသလက္ခဏာကိုကာကွယ်ဖို့အတွက်လူတွေကိုတပ်ဖြစ်ဖို့ဝင်မလေးပါဘူးဖာဘာဟာအရေးကြီးတဲ့သတင်းချက်လက်တွေကိုပို့ဆောင်ဖို့အတွက်လူပေါင်းနဲ့တွေ့ဆုံဖို့စီစဉ်ထားပါတယ်ဒုဗ္ဗဟာဂျာမနီနဲ့ဖာဘာရဲ့ဆက်သွယ်မှုကိုကိုးစားပြုပါတယ်ရေဒီယိုကဆက်သွယ်ရေးနဲ့အန္တရာယ်တွေကိုကိုးစားပြုပါတယ်လူစီဟာရေဒီယိုကိုဖျက်ဆီးခြင်းအဖြစ်ဖာဘာရဲ့လှုပ်ဆောင်မှုကိုတားဆီးဖို့ဆုံးဖြတ်ခဲ့ပါတယ် မုံတိုင်းကစတောမကျုံးမှဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တွေအတွက်အတားအဆီးတစ်ခုဖြစ်ခဲ့ပါတယ်။မုံတိုင်းတက်တာသွားတဲ့အခါဖားပါရဲ့လှုပ်ဆောင်မှုရဲ့အကျိုးဆက်တွေကိုသိရှိသွားခဲ့ပါတယ်။ကန်ဖောလီရဲ့အနဖာဟာစစ်ပွဲရဲ့ရှုပ်ထွေးဂွေလီမှုနဲ့တာမန်လူတယောက်ရဲ့ရဲစွမ်းတက်တီကိုဖော်ပြထားတဲ့စာအုပ်ကောင်းတအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာဟန်နရီဖာပါနဲ့လူစီရိုးတို့ရဲ့ဇက်ကောင်တွေကစာဖတ်သူတွေကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ မိတ်ဆွေအနဖာစာအုပ်ထဲကအရေးကြီးဆုံးသင်ခန်းစာတွေကတော့စစ်အေးကာလရဲ့လှုပ်ဝက်ကြံစည်မှုတွေနဲ့လူသားတွေရဲ့ခံနိုင်ရှိမှုပဲဖြစ်ပါတယ်။လူတွေဟာဘလို့အခြေအနေမျိုးမှာမစိုးရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာကိုလူစီရဲ့လောက်ရက်ကတက်တည်ပြနေပါတယ်။ဒါကြောင့်မိတ်ဆွေနဲ့လူစီလိုပဲခက်ခဲတဲ့အခြေအနေတွေကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးအကောင်းဆုံးရလဒ်တွေရရှိအောင်ကြိုးစားပါ။နောက်ထပ်စိတ်ဝင်စားစရာစာအုပ်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့။